ဒီလိုမဖွင့်ပြောမှုမတိုးတက်မှုတွေဒီဒီလိုဟာတွေဒီအစိုးရရဲ့ရန်တရားနဲ့ဆိုင်တယ်ဆိုတော့အသိပညာလောက်ကတော့သူတို့နိုင်ငံရဲ့လူမှရှိတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေမှာတော့တော်တော်အားနည်းတယ်ဟာကိုခိုးလို့ဒီခိုးလို့ကျွန်တော်ပြောပြမယ်တော်လန်ရင်းမှာလင်းလင်းကအိမ်ဝဲလို့ပန်ဆယ်လို့ကအိမ်ဝဲလို့ကိုဆွဲကကားဝဲတယ်ဘာဖြစ်တယ်ညာဖြစ်တယ်စကားစားလူတွေကပြောတယ်ကိုလူတွေလည်းပြောတယ်အဲတကယ်ဝဲလားမဝဲလားကျွန်တော်ကတော့မဝဲပါဘူးเนาะဒီကိုလင်းလင်းတို့ကတော့ဘာဝဲတယ်လို့ပြောလို့ရဒါပေမဲ့လင်းလင်းဆိုတာဘလို့ကောင်းလဲ ဘလို့ background လဲဘလို့အနေထားကြီးတယ်ဘလောက်ထိပေါ်ပြူလာဖြစ်လဲဘလောက်ထိကြော်ကြတယ်ဘလောက်ထိချမ်းသာခဲ့လဲဘလောက်ထိပြည့်စုံခဲ့လဲဆိုတာတွေမတွေ့ဘူးဟိုဝယ်တယ်လို့ပြောလိုက်တာလဲတော်လန်ရင်ငွေခိုးတယ်ပဲအဲ့တော့မင်းစကားစကားကောင်းနေလဲပြောနေတာမင်းမင်းအောင်လိုင်းကိုမင်းတို့မပြောတော့ဘူးလား မင်းမင်းအောင်နိုင်တဲ့ဗိုလ်ချုပ်အပါဝင်မင်းတို့ခရိုနီတွေရဲ့ပိုင်ဆိုင်မှုတွေကဘယ်အပ္ပစံလဲဘလို့ရတာလဲဘာလဲဆိုတာမင်းတို့မပြောတော့ဘူးလားမင်းတို့ဘာလို့မျက်လုံးဆုံးဇွတ်မိတ်ပြီးတော့မှဇွတ်ထောက်ခံနေရလဲဘာဖြစ်လို့မင်းတို့ဘလို့အเจ้าအဲ့လိုအောက်တန်းသားဖြစ်တာလဲဆိုတော့ငါစဉ်းစားရတယ်တခါလေငါလည်းအောက်တန်းသားဆိုတာဘလို့လူမျိုးကဖြစ်တာလဲဆိုတော့အောက်တန်းသားတွေရဲ့ဘဝကိုသိကျင်လို့စဉ်းစားမိတာရှိတယ်သိတာအောက်တန်းသားတွေရဲ့ဘဝကိုသိကျင်လို့စဉ်းစားမိတာရှိတယ်ဒါပေမဲ့မင်းတို့အုံနောက်ထဲလောက်ကိုမင်းတို့အုံနောက်ကိုဝင်ပြီးမစဉ်းစားနိုင်ဘူး ငါသိတဲ့အောက်တန်းသားကမင်းတို့ထက်အစ်စ်နည်းနည်းမြင့်နေတော့မင်းတို့လိုအောက်တန်းသားအအနေဆုံးအောက်တန်းသားတွေကိုစင်မတွေးနိုင်ဘူးဖြစ်နေတယ်ဟေးပြောပြကြပါအောင်မင်းတို့ဘယ်လိုတွေးလဲဆိုတော့